ဒီနေ့မေလ16ရက်နေ့အတွက် People Spring ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကဘူတိတောင်မြို့သိမ်းတနှစ်ပြည့်အနေနဲ့မနေ့ကစစ်သုံးပန်းမိသားစုဝင်300ကျော် AA ကလွန်ငင်းခွင့်ပေးလိုက်တယ်လို့ရခိုင်စစ်ရေးသတင်းရှင်းမြစ်တွေကပြောပါတယ်။ပြီးတော့ AA ကမင်းပြားမြို့သိမ်းတိုက်ပွဲမှာဖမ်းဆီးထားတဲ့စစ်သုံးပန်းမိသားစုဝင်200ကျော်ကိုလည်းမေလ16ရက်ကပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်ပိုင်ကြုံမြို့ကထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့မော်ဖိုးကေစခန်း KNU တပ်မဟာခွန်ကဒီနေ့စတင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ဒါအပြင် KNU တပ်မဟာကဖာပုံခရိုင်လူသောမြို့နယ်တဲကစစ်ကောင်စီတပ်ရဲ့လဲမှုပလောတပ်စခန်းကိုလည်း KNU ကဝန်းရံပိတ်ဆို့ထားပြီးစတင်တိုက်ခိုက်နေပြီလို့တပ်မဟာကပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကလေတို့ကပြောပါရရှင်။မန္တလေးတိုင်းမြင်းကျန်မြို့နယ်ကကန်ဆင့်ကျေးရွာကိုစစ်ကောင်စီတပ်ကဒီနေ့နေ့လယ်မှာလေကြောင်းတိုက်ခိုက်လို့ပြည်သူ၄ဦးသေဆုံးပြီးအများအပြားထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ လက်ရှိမှာတဒတ်ဦးလေးတက်ကနေတက်လာတဲ့လေရင်တွေကမြင်းချံတောင်းတာနထိုးကြီးမြို့နယ်ဘက်ကိုဖြတ်တန်းနေပြီးနေရာတချို့လည်းလေကြောင်းတိုက်ခိုက်ကန်နေရတယ်လို့သိရပါတယ်ရှင်။ငလင်ကြီးပြီးတဲ့နောက်တလကျော်အကြာမှာမန္တလေးမြို့ရဲရင်ထိန်ရဲရဲထွေအုပ်နယ်ပြူစောထီတွေပါဝင်တဲ့အဖွဲ့ဆောင်ကလူစီကားရလမ်းတွေမှာအသင်းဆောင်ပြီးရင်စစ်ဆေးဓာတ်တွေကိုပြန်ပြီးစတင်လာတယ်လို့သိရပါတယ်ရှင်။